နောဆိုတဲ့စိတ်ဟာပုပ္ပင်ကမရှေ့ပြေးပဲ။ तू ကအရင်ရှေ့ပြေးဆိုတာ तू ကအဓိကပဒါနဒီလိုဆိုလို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘာပြောပြောမပြောရင်ဘာလုပ်လဲတွေးတာအရင်ပဲမော်လား။မလုပ်ခင်လည်းဘာလုပ်တော့တွေးတာအရင်ပဲ။ဘာစိတ်ကအရင်လာတာကြည့်ပဲအကုန်လုံး။စိတ်ကမှတွေးပြီးတော့မှပြောတယ်တွေးပြီးတော့မှလုပ်တယ်။ဟောအတိတ်အိဗယ်နဲ့ယူမယ်ဆိုရင်လည်းဖြစ်နိုင်တယ် အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကဘနောပုဂ္ဂိကမဓမ္မဆိုစာရဲအတိုင်းပြောမယ်ဆိုရင်တော့ဓမ္မလို့ခေါ်တဲ့ဒီခံစားချက်တွေတို့မှတ်သားချက်တွေတို့စိတ်ကိုဆွဲမိပြီးတော့ဖြစ်တဲ့သဘာဝတရားတွေဟာစိတ်ကိုမိပြီးတော့မှဖြစ်ကြလို့စိတ်ကဥဆောင်နေလို့ဒီလိုပြောတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင် ธรรมะလို့ဆိုတဲ့သဘာဝတွေအားလုံးကိုဘယ်သူကဥဆောင်လဲလို့ဆိုရင်ဟောဒီစိတ်ကဥဆောင်အရာရာဟာစိတ်ကအရင်တွေးပြီးတော့မှပြောတယ်စိတ်ကတွေးပြီးတော့မှလှုပ်တယ်ဟောဒီလိုဖြစ်လာအဲ့ဒါကြောင့်မို့လို့စိတ်ဟာအများတန်းကရှေ့ဆောင်အားလုံးလှုပ်သမျှတွေးသမျှကြံသမျှတွေစိတ်ကလှုပ်တယ်စိတ်ဟာချီးမှုထားတယ်အုပ်ချုပ်နေတယ်ဒါကြောင့်မို့ ဓမ္မပရပါဠိတော်မှာမြတ်စွာဘုရားဟောတဲ့စကားလုံးလေးကိုမှတ်ထားမနောပုတ်ခင်ကမဓမ္မတဘာဝတရားတွေရဲ့ရှေ့ဆောင်စိတ်ပဲမနောတ္ထမနောမယစိတ်ဟာကြီးမှုနေတယ်စိတ်ကပဲအာလုံးလုံးဆောင်ဖန်တီးနေတယ်ဒါဘာပြောတာလို့ဆိုစိတ်ဘလောက်အရေးကြီးတယ်ဆိုတာတတိထားဖို့ပြောတာ